မင်္ဂလာပါမြို့ကြီးတစ်ခုလုံးဇွန်ဘီဖြစ်သွားချင်းရေမီလုံးဝမရတော့တဲ့နောက်ဘလူးရီဖြတ်တန်းလွတ်မြောက်လာမယ်ဆိုတာဒီဇလန်လီမှာတဲထည့်ရန်ဖို့ကြည်ကြရမှာပါဇလန်လီမစခင်ကျွန်တော် channel ကို like and subscribe လုပ်ပါသေးရင် like and subscribe လေးလုပ်ပေးကြဖို့တောင်းဆိုလိုပါတယ်ဇလန်ဆမဂျုံဘူးတယောက်မနာအေးရာကနိုးလာချင်းဝီတာစုတွေကအကုံအဖြစ်သွားနေကြကြောင့်တယောက်ထဲခင်းစိုးဖို့ပြင်နေပါတယ်ရုတ်တရက်ဆိုသူတို့အဖြစ်က ရုံရံဆန်ကအတန်တီကြားရပြီးသူတို့အကြည့်တော့ လူဒီဟာကြောက်လန့်တကြပြေးလွှားနေရပါတယ်။သူကသူ့မိသားစုတွေစီကိုဖုန်းခေါ်လိုက်တော့ဖုန်းလိုင်းတွေပြတ်တောက်နေပါပြီ။ရုံမြင့်တန်ကြာမှလည်းပြင်ပမှထူးဆန်းတဲ့ယောဂဝတမျိုးဖျက်နှက်နေတာကိုပြောနေပြီးဘသူမှအပြင်းမထွက်ကြဖို့နဲ့စားစရာကိုလည်းရက်လီးဗစ်စာပြင်ဆင်ထားကြဖို့ပြောနေပါတယ်။ဂျုံဦးတရောက်ဘာမှလုဆရာမရှိတာကြောင့်ဂိန်းကစားဒီအချင်းဖုံးဖို့ထိုင်လိုက်ချိန်အင်တာနက်လိုင်းများလည်းဖြတ်တောက်သွားပါတော့တယ်။အိမ်မှာတော့ကို ရေလည်းမရှိရေပုံပိုင်းမှာလည်း ရေကမကြတော့ပါဘူးသူစားဖို့ဖယ်ထားတဲ့စားစရာကလည်းနောက်ဆုံးလက်ကျန်ခေါဆွဲဘူးတဖူးပင်ရှိပါတော့တယ်နောက်ဆုံးတောက်စရာဘာမှမရှိတော့တဲ့အသာသူ့ဖေရအရက်ဘလင်းတွေကိုစားတောက်နေရပါလေအပြင်ဘက်မှာလည်းယောဂပြက်နေရဆိုရွာနေပြီလူတွေကနေဇွန်ဘီတွေအဖွစ်ပြောင်းကုန်ကြပါတော့တယ်သူဟာသူတို့တိုက်ခိုက်တဲ့ချင်းဒီကိုတည်ကျင်တာကြောင့် drone ကိုလွှတ်ပြီးကြည့်ရတိုက်မှာရှိတဲ့လူတွေအားလုံးလေး zombie တွေဖြစ်ကုန်ကြပါပြီ။ သူဟာအားကိုရမရှိတော့နေတိုင်းကွန်ပျူတာကိုဖွင့်ပြီးစကားတွေပြောမတန်းတင်နေပါတော့တယ်။တရက်ပြီးတရက်ကြာလာတော့သူစိတ်တက်ကိုအရန်ကြာလာပြီးဒေါသတွေလည်းထွက်လာပါတယ်။ ောက်ဆုံးမှာတော့သူဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးသူ့ကိုသူအဆုံးစီနေဖို့လုပ်ပါတော့တယ်ကျောင်းဦးဟာကျိုးတစ်ဖက်ကိုနေရာမှာချင့်လိုက်ပြီးသူ့လည်းပဲမှလည်းကျိုးဆွလိုက်ပါတယ်နောက်ဆုံးမှာတော့သူကခုံပေါ်ကနေသူ့ကိုလုံးကိုဖဲလိုက်ပါတော့တယ်အဲ့ချိန်မှာလေဇာမီတန်းတစ်ခုကသူ့ညနာကိုလာထုတ်လိုက်တာကိုသူတွေးမိပြီးလေဇာမီနဲ့သူ့အိမ်နေရာကစာကိုထုတ်ပြပြီးပြောနေခဲ့ပါတယ်သူ့လိုအသက်ရှင်နေတဲ့သူတယောက်ရှိနေတာကိုတတိထားမိသွားပြီး ကျိုးပေါ်ကနေချက်ချင်းဖီးထားလိုက်ပါတယ်။သူကချက်ချင်းပဲလှမ်းကြည့်လိုက်ရာသူ့ရဲ့မျက်လာချင်းဆိုင်တခဏိတခုမှမင်းကလေးကရကိုအသက်ရှင်နေတာတွေ့လိုက်တော့သူအားရဝမ်းသာဖြစ်သွားပါတယ်။ဂျုံဦးကသူ့နဲ့စကားပြောဆိုရင်ရင်းနှီးသွားပြီးကောင်းမလေးကသူ့ဗိုက်စားပြီးစားစရာမရှိတာတီးလို့တိုင်းတစ်ခုကိုကျူးတန်းပြီးစားစရာပို့ပေးလိုက်ပါတယ်။သူတို့နှစ်ယောက်ကစကားအပြန်လန်ပြောကြရင်ပို့ပြီးရင်းနှီးလာပါတယ်။သူတို့နှစ်ယောက်ဟာလက်ရှိနေတဲ့နေရာကနေလူမရှိတဲ့တိုက်အပေါ်တက်ရှစ်လွာကို ဘာကြဖို့တိုင်ပင်ကြရင်လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုထေချာပြင်ဆင်ကြပါတယ်။ပြီးနောက်မိန်းကလေးကတိုက်ပေါ်မှာဂျူးနဲ့ဆင်ပြီးဇွန်ဘီတွေကြားတဲ့ပြေးလွကတဖက်တိုက်ကိုသွားနေပါပြီ။ဂျွန်ဦးလည်းသူ့တိုက်ကနေဆင်ပြီးသူတို့သွားမယ့်နေရာကိုဇွန်ဘီတွေကြားတဲ့နှစ်ယောက်စွန့်စားပြီးပြေးသွားကြပါတော့တယ်။အပေါ်ဆုံးထက်ကိုရောက်သွားချိန်မှာတော့အခန်းတကားတွေလိုက်ဖွင့်နေတော့ဇွန်ဘီတွေလိုက်လာကြပြီး သူတို့တွေပိတ်မိနေပါတော့တယ်။ထို့အချိန်မှာ မိန်းကလေးကအခန်းတကားတွေလိုက်ဖွင့်နေတော့အခန်းတစ်ခုမှာအမျိုးသားတအုပ်ကထွက်လာပြီးမိကိုဖုံးထုံးပြီးသူတို့ကိုကဲတင်လိုက်ပါတယ်။သူတို့လည်းအပေါ်ဓာတ်မှာလူမရှိဘူးလို့ထင်ထားကြောင်းသူအမျိုးသားကိုပြောပြတော့အမျိုးသားက "तू လဲကဲစရေးတစ်ဖွဲ့တည်းအစကိုရပြီးလာဆောင်နေတာ"လို့ပြောပါတော့သူတို့နှစ်ယောက်လုံးဝမ်းတာပြီးအချင်းချင်းဖတ်ထားမိလိုက်ပါတယ်။ဒါပေမဲ့သူတို့မတီးလိုက်တာက ထိုအမျိုးသားကသူတို့ကိုကဲတာကအကြောင်းမဲ့မဟုတ်ကြောင်းကိုသူတို့နောက်မှတီးလိုက်ရပါတယ်အမျိုးသားကသူတို့ကို စားစရာတွေကျွေးတော့သူတို့လည်းအားဖားတရစားတော့ပြီးနောက်မှတီးလိုက်ရတာကသူတို့စားရအစားစားတယ်ဆေးခတ်ထားပြီးဂျွန်ဦးတယောက်စပွဲဖို့မောက်သွားပါတယ်မိန်းကလေးလည်းကြမ်းဖို့လဲကြပြီးဘာမှမလုပ်ရှားနိုင်တော့ပါအမျိုးသားကမိန်းကလေးကိုတယူတိုက်ချွေးခေါ်သွားပြီးသူဟာအခန်းတစ်ခုထဲကိုခေါ်သွားပါတယ်သူအခန်းမှာတော့ဇုံမီဖြစ်သွားတဲ့သူစနီကိုထိန်းသိမ်းထားပြီး သူ့ဇနီးအစာမစားရသေးတဲ့ကြောင်းမိန်းကလေးကိုသူ့မအစာအဖြစ်အခန့်နဲ့ထည့်လိုက်ပါတယ်။ဂျွန်ဝူကတတိကျင်ရလာပြီးအမျိုးသားကိုတန်တန်းနဲ့ချင်းပြီးလူပြေးဖို့ပြောနေပြီမြေ။နောက်ဆုံးမှအမျိုးသားကသူ့မိန်းမကိုချီထားတဲ့ကြိုးလွတ်လိုက်ပြီးမိန်းကလေးကိုအစာဖြစ်ကျွေးလိုက်ပါတယ်။အခန့်နဲ့မှတန်မမကြားရတော့အမိုးသားရဲ့တကားကိုဖွင့်လိုက်ရာအထဲမှာဇွန်ဘီကသူ့အပေါ်ကြပြီးသူ့ကိုအစာဖြစ်ကိုက်လိုက်ပါတယ်။ဂျွန်ဝူနဲ့မိန်းကလေးလည်းလန့်နေပြီးခဏကြောင်ကြည့်နေသည်။ပြီးမှဂျွန်ဝူကတနက်ဖြန်ဇွန်ဘီကိုပြစ်တတ်လိုက်ရသည်။ တနတ်တန်ကိုကြားလိုက်သည့်ဇော်မီအိတ်ကြီးကတနတ်တန်ကြားရသူတို့အဆောင်ကိုတက်လာကြတော့သည်သူတို့နှစ်ယောက်လည်းမလွတ်မြောက်နိုင်တော့ဘူးဆိုပြီးစိတ်ပြတ်ထားကြသည်သူတို့နှစ်ယောက်မင်းနာချင်းဆိုင်ကြည့်ပြီးလုံးဝလွတ်လန်းမရှိတော့တာတီးလိုက်ရတာကြောင့်ဇွန်ဘီတွေကိုကိုက်ပြီးအသေးမခံနိုင်မှုဆိုပြီးအချင်းချင်းတပ်ပရန်မင်းကလေးကပြောတာကိုဂျွန်ဦးကမလုံနိုင်မှုနေနေပြီးနောက်ဆုံးရွေးစရာမရှိဖြစ်နေတော့ပြင်ပကအတန်ကြားလိုက်ရတယ်ရဟယင်အတန်သူတို့အားတက်သွားပြီးတိုက်ရိုက်အမိုးပေါ်ကိုတတ်ဖို့ဆုံးခဲ့လိုက်ကြတယ် သူတို့နှစ်ယောက်အခန်းထဲမှာရှိတဲ့လက်နက်တွေနဲ့တေချပလင်းစင်ပြီးရှေးဝရန်ဒါမှာမအနီတဲ့ဇွန်ဘီတွေကိုတိုက်ပြီးအပေါ်ထက်ကိုတက်ဖို့လုပ်ကြတယ်။နောက်ဆုံးအပေါ်ထက်ကိုမင်းကြီးရင်ရောက်သွားတော့ဘာမှမတွေ့ရတော့ဘူး။ခဏနေတော့ဂျုံဦးလက်ပေါ်ကိုရောက်လာချင်းဘာမှမရှိတော့တာကိုတွေးသွားပြီးသူတို့နှစ်ယောက်လုံးစိတ်ပြတ်သွားခဲ့တယ်။ဇွန်ဘီတွေကလည်းပိတ်ထားတဲ့တကားကိုအတင်းတိုးဖြတ်ကအပေါ်ထက်ကိုရောက်လာကြတယ်။သူတို့စိတ်တက်ကြနေချင်းနောက်ကနေကက်ဆေးရဲဟပ်ပြင်ပေါက်လာပြီးသူတို့နှစ်ဦးကိုအထိမ်မိကဲတင်းသွားလိုက်နိုင်ခဲ့တယ် ဒီစကားလေးမှာတော့တမျိုးလုံးပျက်စီးနေချိန်မှာစိတ်တက်မကြပဲအသက်ရှင်အောင်ရုန်းကန်သွားနိုင်တဲ့သူတို့ကိုကြည်ပြီးကျွန်တော်တို့လက်တွေပေါ်မှာလည်းဘလို့ပဲစိတ်ပြက်အားငင်စရာတွေကြုံရပါစေလုံးဝအားမငယ်ပါနဲ့ကုအတွက်အငြင်းရန်မှောင်မိုက်တွေလွန်ညင်းရောင်းနီလာစမြဲမှုစူးစမ်းဖို့ပြိုလိုက်ရပါတယ်နောက်တင်မဲ့ဗီဒီယိုလေးတွေဖန်တီးနိုင်ဖို့ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးကြဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ